ရန်ရဲ့နျူကလ িয়ার ပစ်မှတ်တွေကိုစတင်တိုက်ခိုက်ပြီးလို့အစ္စရေးကထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီအချိန်မှာအီရန်ရဲ့မြို့တော်တီဟီယန်ပါဝင်နိုင်ငံအနှံ့မှာပောက်ကွဲသံတွေစုစုညံ့ညံ့ကြားနေခဲ့ရပါတယ်။ဂျော်လာ73ရဲ့မနက်အစောပိုင်းမှာတီဟီယန်မြို့ကန်တွေဟာတအုံတတိုင်းတိုင်းပောက်ကွဲသံတွေနဲ့အတူအလန့်တကြားနှိုးထလာခဲ့ကြပါတယ်။အီရန်အစိုးရမီဒီယာကတီဟီယန်မှာပောက်ကွဲမှုဖြစ်ခဲ့တယ်ဆိုတာကိုအတည်ပြုခဲ့ပေမဲ့အသေးစိတ်ကိုတော့မှတ်ချက်မပေးသေးပါဘူး။ဒါပေမဲ့မြို့တော်ရဲ့အနောက်ဘက်မှာရှိတဲ့အချက်ကရက်ကွက်ကနေ မျိုးကလုံးတွေဥထလာတာကိုတွေ့ခဲ့ကြောင်းမျက်မြင်တွေကဆိုပါတယ်။အစ္စရေးစစ်တပ်ကတီဟီယန်ကိုစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ကြေညာပြီးအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာနေရာဌာနတွေကိုပိတ်မှတ်ထားခဲ့တယ်လို့လည်းပြောပါတယ်။ဒါပေမဲ့အသေးစိတ်ကိုတော့မထုတ်ပြန်ပါဘူး။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုကအဲ့ဒီတိုက်ခိုက်မှုတွေဟာ Rising Lion စစ်ဆင်ရေးရဲ့အစိတ်အပိုင်းဖြစ်ကြောင်းပြောပါတယ်။ပြီးတော့အီရန်ဟာအစ္စရေးနိုင်ငံရဲ့ရှင်တန်ရည်တည်မှုအတွက်အရာမချင်းချမှုကြီးဖြစ်လာနေတယ်လို့လည်းသူကဆိုပါတယ်။ Rising Lion စစ်စင်ဟာအဲ့ဒီချင်းချောက်မှုကိုပယ်နှုတ်ဖြစ်ဖို့ရည်ရွယ်ထားရလို့လဲဝန်ကြီးချုပ်ကကြွေးကြော်ခဲ့ပါတယ်။ Iran ရဲ့ nuclear နည်းပညာမြင့်တက်မှုတွေအချိန်ဟောင်းပုံပုံအကောင်းလာသလို Uranium တန်းစင်နိုင်စွမ်းပုံပုံတိုးတက်လာတယ်လို့ယူဆရတဲ့အချိန်တွေမှာ Israel ကလက်ဦးမှုယူတိုက်ခိုက်လာတာဖြစ်ပါတယ်။အရင်ကတည်းက Israel ဟာ Iran nuclear ဌာနတွေကိုချိန်မုံးလာနိုင်ကြောင်းသတင်းတွေထွက်ပေါ်ခဲ့မှုပဲမဲ့အခုတချိန်ကပထမဆုံးအဖြစ်ထင်းသားမြင်သားတဲ့အင်အားလုံးရင်းနဲ့တိုက်ခိုက်လာခြင်းပါ။ အစ္စရေးစစ်တပ်ရဲ့အမည်မဖော်လိုတဲ့အရာရှိတစ်ယောက်ကတော့လက်ရှိဆင်နွှဲနေတဲ့အစ္စရေးရဲ့စစ်စင်ရေးမှာအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေတောင်မှကပဲစစ်ရေးနေရာဌာနတွေကိုပါဖျက်ဆီးနေတယ်လို့ပြောကြားထားပါတယ်။အစ္စရေးကကိုရေးဝန်ကြီးအစ္စရေးကတ်ကသူ့နိုင်ငံဟာစစ်စင်ရေးတစ်ခုကိုအကောင့်ထဲပေါ်နေတယ်လို့အတည်ပြုပေမဲ့ဘာကိုပြတ်မှတ်ထားတယ်လဲဆိုတာကိုတော့မပြောပါဘူး။အီရန်နဲ့ပတ်သက်လို့ကြိုတင်ကောက်ွယ်တဲ့လက်ဦးမှုယူတဲ့စစ်စင်ရေးတစ်ခုကိုအစ္စရေးကဆင်နွှဲနေကြောင်းတစ်ဖက်မှာလည်းရန်သူဘက်ကပြစ်လွှတ်လိုက်တဲ့ drone တွေဒုံးကျည်တွေဟာ အစ္စရေးရဲ့လူဦးရေထူထပ်တဲ့နေရာတွေစီကြားရောက်ပေါက်ကွဲလာနိုင်ခြင်းကိုကြိုတင်ခန့်မှန်းထားကြောင်းဝန်ကြီးကဆိုပါတယ်။အဲ့ဒီအတွက်လည်းအစ္စရေးမှာစစ်ရေးဆိုင်ရာအရေးပေါ်အခြေအနေတွေကိုပါတဘာတည်းကြေညာခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার နည်းပညာဆိုင်ရာအစိမ့်မြင့်တဲ့အကောင့်ထဲပုံမှုတွေကိုတားဆီးဖို့အစ္စရေးရဲ့မဟာမိတ်အမေရိကန်ကအီရန်နဲ့အခြေအလက်ဆွေးနွေးခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့နောက်အီရန်ကစစ်ဆင်ရေးစခဲ့တာဖြစ်ပါတယ်။အစ္စရေးကအီရန်လက်ထဲမှာ နျူကလ িয়ার လက်နက်တစ်ခုကိုတိဆောက်ပိုင်ဆိုင်ခွင့်ရသွားတာမျိုးလုံးဝအဖြစ်ခံမှာမဟုတ်ဘူးလို့နိရှေလာများသတိပေးထားပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်တော့မယ်ဆိုတဲ့သတင်းတွေဟာပြီးခဲ့တဲ့24နာရီခန့်ကတည်းကကြိုတင်ထွက်ပေါ်နေခဲ့ပြီးအမေရိကန်ဟာအရှေ့အလယ်ပိုင်းဒေသမှာတန်ယုံဝန်ထမ်းတွေနဲ့စစ်တပ်မိသားစုတွေကိုရှေ့ပြောင်းပေးတာတွေစီစဉ်ထားခဲ့ပါတယ်။တီဟီယန်မှာတအုံးအုံးပောက်ကွဲမှုတွေစတင်နေတဲ့အချိန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အင်ဖြူတော်မြက်ခင်းပြင်မှာလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံနေပါတယ်။ အစ္စရေးဟာစစ်စင်ရေးစတင်တာနဲ့ပတ်သက်ပြီး Trump စီကြိုတင် အကြောင်းကြားခဲ့သလားဆိုတာကိုမသိရသေးပေမဲ့အဲ့ဒီတုန်းကတော့ Trump ဟာတခြားသူတွေနဲ့လက်ဆွဲနှုတ်ဆက်ရင်းစကားတွေဖောင်ဖွဲ့နေခဲ့ပါတယ်။အမေရိကန်နိုင်ငံသားဝန်ကြီး Marco Rubio ကတော့အစ္စရေးရတိုက်ခိုက်မှုဟာအီရန်ရဲ့တပတ်သက်ဆန်တဲ့လောက်ရတွေကိုတုံ့ပြန်ရတာဖြစ်တယ်လို့မဟာမိတ်ဘက်ကကာကွယ်ပြောဆိုခဲ့ပါတယ်။နောက်ပြီးကိုကိုကိုကာကွယ်ဖို့အတွက်ဒီစစ်စင်ရေးဟာတေချာပေါက်လိုအပ်တယ်လို့အစ္စရေးကအမေရိကန်ကိုရှင်းပြခဲ့လို့လဲ Rubio ကဆိုပါတယ်။ ဒါပေမဲ့အီရန်ကိုစစ်ပြုတ်တက်ခိုက်တဲ့အစ္စရေးရဲ့ဆုံးဖြတ်ချက်မှာတော့အမေရိကန်ကလုံးဝဆက်ဆက်ပါဝင်တာမရှိဘူးလို့သူကအခိုင်အမာညင်းဆိုသွားပါတယ်။အီရန်မှာတော့အခြေအနေကဆက်ပြီးပြည်သူတွေကပြည်စည်းမှုအခြေအနေကိုကြောက်စားချလာတာဖြစ်တယ်။အီရန်အစိုးရကအီရန်ဒေါ်လာရဲ့အစောက်အကျ IRGC ရဲ့ခေါင်းဆောင်ဟိုဆိန်ဆာလာမီလည်းတက်ခတ်မှုတစ်ခုမှာတည်ဆုံသွားတယ်လို့ဖော်ပြခဲ့ပါတယ်။ IRGC ဟာအီရန်ရဲ့အင်အားအတောက်တင်းဆုံးလက်နက်ကင်တပ်ဖြစ်ပြီး အီရန်အစိုးရအဖွဲ့အဓိပတိကိုပဲတိုက်ရိုက်တိစာခံပါတယ်။ပြီးတော့နိုင်ငံရဲ့ဒုံးကျည်နဲ့နျူကလ িয়ার လက်နက်စီမံကိန်းတွေကိုလည်းကြီးမှုကွက်ကဲနေပါတယ်။ IRGC ရဲ့ခေါင်းဆောင်ပိုင်းကိုအစ္စရေးကလက်အုပ်မှုယူရှင်းလင်းနိုင်ခဲ့တယ်ဆိုတာဟောအီရန်ရဲ့တံပြန်စစ်ဆင်ရေးတွေမှာအကြီးအကျယ်ရင်းရိုင်သွားစေမယ့်အထိပ္ပယ်လည်းဖြစ်ပါတယ်။လက်ရှိအခြေအနေမှာတော့အစ္စရေးရဲ့စစ်ဆင်ရေးတွေကိုဆက်လက်ဆင်နွှဲနေစေဖြစ်ပြီးအီရန်ဘက်ကတော့မကြခင်မှာတခုခုတုံ့ပြန်လာနိုင်တယ်လို့ယူဆရပါတယ်။ခါတိယန်ဘက်နှစ်နိုင်ငံကြားကစစ်ရေးပဋိပက္ခဟော အရှေ့လေပိုင်းဒေသရဲ့တင်းမာမှုတွေကိုအမြင့်ဆုံးအထိစုပွက်လာစေမှာလည်းဖြစ်ပါရဲ့ရှင်။